စိတ်နဲ့မမေ့ခေါ်လိုက်နော်ကောင်းကြည့်ပြပြပြတက်လိုက်ပြတက်လိုက်ရရရအမသာမောင်နောက်ဆုံးချိန်မမျက်နှာလေးကတွေ့ကျင်ပါတယ်မသာမောင်နောက်ဆုံးချိန်သာမောင်တို့ကျင်ပါတယ်မနောက်ဆုံးချိန်သာမောင်တွေ့ကျင်ပါတယ်သာစိတ်ချပါသာခုသာဖွားနဲ့သာမီနဲ့သာတော်လို့အားလုံးကိုတူတူနေပါမှာမသာစိတ်ချပါမှာသာမီ ါတို့စိတ်ချပါမှာမမရဲ့နောက်ဆုံးမျက်နှာဒါတော့မိသားစုထဲမှာနောက်ဆုံးကြံခဲ့တဲ့កောင်လေးလို့သိရတယ်ဗျာတန်းမီချင်ပါတယ်မှာတယောက်တည်းကြံရင်ခဲ့တာပေါ့နော်မမအမြန်ဆုံးထွက်လာပါမမအမြန်ဆုံးထွက်လာပါမမလို့အမြန်ဆုံးထွက်လာခဲ့ပါလို့မမပဲအမြန်ဆုံးထွက်လာမမလို့အမြန်ဆုံးထွက်လာခဲ့ပါတောက်ဆောင်နေပါတယ်လို့မမအမြန်ဆုံးထွက်လာခဲ့ပါလို့ခဲ့လာပြီတဲ့နော်ဒါနော်အေးတနာပါ ါတော့တို့နောက်ဆုံးအနေနဲ့ dead body ရဖို့စူးစမ်းနေကြတာပေါ့ဗျာ เนาะအဲကျတော့ဒါလေးကဘာအကောင်းဆုံးစဉ်းစားမယ်เนาะမင်းမင်းမရှိလဲပွားတွေတော်တော်လေးရှိတယ်ကြီးကြီးတော့လည်းရှိတယ်ကြီးလည်းရှိတယ်เนาะအခုမမကိုသူကြီးရှာပေးတာဟုတ်တယ်ဟုတ်တယ်မမရှာမြောင်မမကိုကြီးကြီးလာရှာတော့တွေ့တယ်ဟုတ်เนาะကြီးကြီးရဲ့ယုံနေမလားစီမကောင်းစရာပဲဗျာဒါကလေးအတွက်အားကိုးရမဲ့သွားတာပေါ့မိဘမရှိတော့ဘူးဆိုတော့

ီနေ့ body တခုတော့ပေါ်တော့ဒါတော့အားလုံးသိကြတဲ့ဆေးလီတရုတ်မအေတင်ကိုပေါ့ဗျာတရုတ်တွေပေါ့နော်တရုတ်တွေရှန်တရုတ်တွေသူငလင်းစားလို့တဲ့နေရာနေပြီးဒီနေ့ချိန်ထိပေါ့တော့ဒီနေ့ချိန်ထိပေါ့အဲ့ body ကိုသူရှာနေတာမတွေ့ဘူးပညာရှင်တူပညာရှင်နေလဲလာဖော်တယ်လာရှာတယ်ပြောတယ်မတွေ့ဘူးလုံးဝမတွေ့ဘူး ူကတားလေးတယောက်ကျန်နေခဲ့တာမအေးကတားလေးတယောက်ကျန်နေခဲ့တော့ဘာဖြစ်လဲဆိုတော့သူ့တားကိုသူစိတ်ပြချောင်းကိုရီးယားဗုဒ္ဓဘာသာတွေဆိုတော့ဟိုဘောနောဗုဒ္ဓဘာသာလည်းဖြစ်တယ်မြန်မာလူမျိုးလည်းဖြစ်တော့ဒါတွေကိုကိုရီးယားကျတော့ဘာသာရေးမှလည်းကိုရီးယားထိတဲ့ဝင်ဝင်လုပ်တယ်ဆိုတော့ဒါဒီလိုအယူအဆတွေကိုကိုယ်သိတယ်လीเนาะအဲ့တော့ဒီလိုရောက်သွားတာက နေလေလီ နာရီခွဲ၄နာရီလောက်ပေါ့၄နာရီလောက်ရောက်တယ် API နဲ့မှာဆူတောင်းမြစ်တာတွေပို့တယ်ဆိုင်ရပိုင်ရတွေကိုမြစ်တာပို့တယ်ပြီးတော့သူ့နာမည်ခေါ်တယ်ပြီးတော့အမြန်ဆုံးကိုပေါ့နော်သူ့ကမ္ဘာမှာဝင်တဲ့ချိုးပေးခြင်းလို့ပေါ့နော်အမြန်ဆုံးဖော်ပေးပါပေါ့နော်အရှိမ9ဖွဲ့လောက်ကရှာနေတယ်9ရက်လောက်ရှာပြီးမလုံးဝမတွေ့ဘူးလုံးဝမတွေ့ဘူးလုံးဝကိုမတွေ့တာပေါ့ဘော်ကြီးက9ဖွဲ့လောက်သွား9ဖွဲ့လောက်ဝင်ရှာခဲ့ပြီးပြီကဲစေးတမားနေရော နောက်ထပ်ခုနပွဲလောက်ရှာတာတော့မတွေ့ဘူးဆိုတော့တော်တော်လေးထူးကြတယ်ပြ။အဲသူတို့ပြောပြချက်ရဆိုကဲစေးတမားရောဗမီအဆုံကွာအဆုံအဆုံရှာတာလုံးဝမတွေ့ဘူး။ဟိုမိတ်တင်တော့ ိတ်တင်တော့ဒါဗုဒ္ဓဘာသာနီလန်းရပေါ့နော်မိတ်တင်တို့တက်တလောက်မတလောက်ဘူးလည်းပဲဆရာမယာရီကိုအပ်တယ်ပြီးတော့သူ့ရဲ့ပေါ်သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းသူ့အကောင်းမမွန်တချို့ပေးချင်တယ်ဒါကြောင့်ထွက်လာပါပေါ့နော်မိတ်တင်ကအမှန်တကယ်တော့သူကသူ့သားလေးကိုသူစိတ်မချဘူးတော့သူအိုက်နန်ရဲ့မျိုးသူမသွားချင်ဘူးလို့ဟောရှာမရဘူးနော်တွေ့တော့တကယ်ကိုအပေါ်ယံကနေတွေ့တာနော်အဲ့ဒီအပေါ်ယံကိုရှားနေတာကိုလုံးဝမတွေ့တာအစာပိုင်းတော့အယံအော်ဆရာကောင်းတာနော်အယံအော်ဆရာကောင်းတာ တကယ်နော်ဒါလက်တွေ့တကယ်ဖြစ်စီအဲ့တော့မိတ်တွေကဘာလုပ်လဲဆိုညနေလဲစောင်းလာပြီဒါမတွေ့ဘူးလုံးဝလည်းမတွေ့ဘူးကောနော်အဲ့တော့ဘာလုပ်လဲဆိုမိတ်တွေသူ့တာကိုခေါ်လိုက်တယ်ခေါ်ပြီးတော့မှတတာတတာမမေဘူးတတာခေါ်မှရတော့မှအကြီးကြီးလိုခေါ်လို့မရတော့ဘူးဆိုတော့သူ့တာလေးကိုမိတ်တွေကဒါဒီလိုဒီလိုလေးပြောပြီးမမကိုတိုင်အစိတ်တရနေပြီးတော့မှမြင်အောင်မြင်အောင်ပြီးတော့မှမမနဲ့တတာနဲ့စကားပြောတတာစိတ်တရနေနိမ့်နိမ့်ကကမမကို တည်တည်တည်ဆက်ဆက်တည်နာခေါ်ဆိုပြီးတော့မှခေါ်ခိုင်းလိုက်တော့မှခေါ်ပြီးတော့ဗျာအမင်းလောက်နေကြတော့အဲ့ခုနကဖုန်းနေတဲ့နန်းလေးတွေရှားနေတဲ့နန်းလေးတွေကပဲတကူကောလိုက်တဲ့တန်းထွက်လာတိလာတိလာမမအဲ့လိုတကူကောလိုက်တဲ့အဲ့ခန္ဓာကိုယ်ကြီးတန်းထွက်လာလူလေးတော့လူလေးတော့တတော်လေးကိုထူးကြတဲ့ပြစ်စင်လို့ပြောလို့ရတယ်ဗျအော်ဒါရီရလေးတကယ် छोड़ पे मैं आज उन्ना के बारे शरीर और की दादी रा बनो चारों मत तू इतनी क्यों फिर मैं भी ဒါတရားနဲ့စိတ်မှာတရားတရားအမှန်အမြင်အေကအေကအမှန်ကိုမြင်တော့သူကြောက်ဖြစ်ပါတယ်အိမ်မှာတစားစကားကမတိတာဝင်မတိတာဝင်မတိတာဝင်ထားလို့ဒီအမြင်အရရှိနေတာဒါမတိတာ ငလင်းစပြီးတော့ဖြစ်တဲ့နေ့တည်းကပေါ့နော်ဒါတော့ညပဲရောက်သွားပြီပေါ့အတက်ကနာဆုံးရှုံးသွားတဲ့ body ကိုသူမိသားစုရှားနေတာယနေ့ချိန်ပေါ့နော်မသေးဘူးမိတ်ကလေးတို့ဒီနေ့လာပြီးတော့မှရှားပေးခဲ့တယ် body ပြန်ပြီးတော့ရှားခဲ့ပါတယ်အားလုံးเนาะအဲ့တော့ income ချင်းစွာနဲ့ပဲ body ကိုတော့ပြေးခဲ့ပါတယ်နော်ဟိုမိသားစုကဒါ body ပြန်ရှာတွေ့တော့သူတို့ရဲ့ body ကိုမြင်နေလို့ပြောတဲ့အချိန်မှာဒါမိသားစုလည်းဖြစ်သိလုံရသေးတာပေါ့ဗျာအဲ့ဒီတို့က တက်နိုင်တဲ့အားနဲ့တက်နိုင်တဲ့เนาะမဲမဲတို့လုံနိုင်သလောက်စွဲနိုင်သလောက်ပေါ့เนาะမဲတို့အားတွေနဲ့မဲတို့ပြီးသူကိုမဲတို့ပြီးသူချင်းပူပြီးခဲ့ကြတာပေါ့เนาะဒါဆိုရဲ့ဒါနောက်ဆုံးဆန္ဒနောက်ဆုံးမျှော်လင့်ချက်ပေါ့ဗျာပါပြီเนาะဒီပံပိုးမှုအားလုံးကိုတော့ရွှေစံပြီးကြာတော့ဗျာကြီးကပံပိုးကူပါတယ်ရန်ကုန်ကလေးတွေအတင်းကနေပြီးတော့မှမဲတို့ကိုအာဆွေစံပြီးကြာတော့ဗျာကြီးရဲ့ ီးတော့တောင်ပူလာဆရာတော်ဘုရားကြီးရဲ့ဒါကတော့ရန်ကုန်ကလာတဲ့ပေါင်လေးတွေပေါ့နော်ကိုကျော်စေရတို့အုပ်စုပေါ့နော်သူတို့ကလေးတွေလူငယ်တွေအုပ်စုတဲ့တို့တွေကဂရိန်းသီးနဲ့ရန်ကုန်ကနေပြီးတော့မဲဒီလိုမဲဒီကိုသင်းလာပြီးတော့မှဝိုင်းဝန်းပြီးမဲဒီလိုနဲ့ပူပေါင်းပြီးတော့မှဒီ body ပေါ်တဲ့အငန်းစင်းတွေကိုလောက်တာတော့ဒီဒီအောင်မြင်စွာနဲ့ဒီ body တို့ဆယ်ရက်လောက်ကြာနေပြီခေါ်နေတဲ့ body ဆေးရတော့ကြာနေပြီအာခေါ်ပေးနိုင်နေတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးအောင်ပြီးပါလိမ့်မယ်ပြုံးနေပါမယ် ခုခံလေးကတော့လမ်းဒီပေါ်ငလင်လောက်တာဆယ်ရက်တောင်မပြေသေးဘူးနော်အဲ့တော့စဉ်းစားကြရအောင်။အဲ့မှရှိတဲ့ sky villa လေးပေါ့နော်။ sky villa ကွန်ဒိုလေးပါ။ square feet 1050ရှိပါတယ်။ master နှခင်းစင်ငယ်တခန်းပါတယ်အခန်းလေးပေါ့နော်။ဒါလေးကအငှားကန်းလေးပါ။ဒါဝင်ပေါက်ကနေဆိုရင်တော်ဝင်ချင်းဒီလိုဧကန်းလေးရှိရပေါ့နော်။ဒီလိုဧကန်းလေးရှိတယ်။ပြီးရင်သူ့ရဲ့ကက်ရမှာပဲ single လေးတခန်းပါတယ်။အခု video ထဲမှာအပြထားရတယ်။ဟောပေါ့နော်။ဒီကလေးမှွေရ air con ဒီလို house ပေါ့နော်ဒါတော့လိုတက်ပေါ်များသောဖေးလေးရတဲ့ sky failure control ကြီးပေါ့ဗျာမပြိုခင် color လေးပေါ့ကုန်ပါမယ်နော်အခု sofa TV အခုပြထားတဲ့ facility တိုင်းကုန်ပါပါမယ်နော်ဒါလေးကတော့ရေခဲတက်တာပါဒါကတော့ dining room လေးပေါ့နော်ဒီမှာသူမပြိုခင်တော့ကတော့နေခြင်းစရာလေးဗျာဒီထိုင်ကုန်လေးတွေပါတယ် air con တွေလည်းပါတယ်ပေါ့နော်ဒီခန်းလေးကတော့ပြင်ဆင်ပြီးခန်းလေးပါဒါကတော့ kitchen လေးပေါ့နော် kitchen လေးမှာဆိုရင် kitchen box လေးတွေနဲ့ပေါ့နော်သူကဒါလေးတွေအဆုံပါပါတယ် ပြီးလို့ရှိရင်သူကဒီဘက်မှာဒါ common ပေါ့เนาะ common twin line လေးတစ်ခုပါတယ်ဒီဘက်က master ခန်းလေးပေါ့เนาะ master ခန်းလေးမှာဆိုရင်လည်းသူကဒီမှာ mounting ကုန်လေးကအဆပေါ့เนาะအကုန် quality အကောင်းအောင်သုံးမိထားပါတယ်ဗီဒီယိုလေးတွေပါတယ်ဒီမှာမွေရာကဒင်အိပ်ရာလေးပေါ့เนาะဒီဘက်မှာဆိုရင်လည်းဒါရေချုပ်ကအင်တာတွဲရာလေးပေါ့เนาะဒီမှာ air con လေးလည်းပါပါတယ်เนาะဒီလိုကြည်ကြဲဝန်းဝန်းလေးပါเนาะဒါလေးက master တစ်ခန်းပါအရှင်ကတော့ဒါနေကျင်စရာလေးဖြစ်ခဲ့တာပေါ့ ီမှာ render လေးရောပါတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်မှာလေးဝင်လေးထွက်လဲကောင်းတယ်တောင်းခန်းလေးเนาะအပြင်ဘက်ကိုလည်းမြင်ရတယ်ဒီလိုလေးပါဒါကြီးချုပ်ကဲအိမ်နာလေးပေါ့เนาะဒီဘက်မှာ box လေးပါဒါလေးကတလောက်ကို330ငှားစေးပါ ရှင့်လမ်း60 92လမ်းပေါ့เนาะ sky villa condo မှာပါ24နိုင်နီးရပါတယ်